။လုံးမဲမင်္ဂလာပါရှင်။ဒီဗီဒီယိုမှာတော့ဂျိုင်းမဲလို့စိတ်ညစ်နေရတဲ့ပြိုမီတွေအတွက်ဂျိုင်းသားလေးတွေဖြူဖွေးသွားစေမဲ့ရူရှင်းလွယ်ကူတဲ့နီလန်းနှစ်ခုကိုမျှဝေပေးသွားပါမယ်။ ဂျိုင်းသားတွေဖြူဖွေးဖို့အတွက်တော့ဈေးကြီးတဲ့ cosmetic တွေ၊ chemical ပစ္စည်းတွေကိုသုံးစရာမလိုဘဲနဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့တွင်လွယ်လွယ်ကူကူလုပ်လို့ရပါတယ်။ဒီနီလန်းတွေကရိုးရှင်းလွယ်ကူပြီးတော့ဘေးကင်းလုံခြုံတယ်ဆိုတာလည်းအမှားခံပါတယ်။ဒီနီလန်းလေးတွေကိုမပြောပြခင်မှာတင်ရချိုင်းကိုဓာတ်ပုံရိုက်ထားဖို့အရင်ပြောချင်ပါတယ်။ ကဲဒါဆိုရင်စတင်လိုက်ကြရအောင်เนาะနံပါတ်1ကလက်ဖက်6ဖက်ကိုသုံးတာပါရင်နွေးစမ်းတောက်ပြီးလို့ရလာတဲ့လက်ဖက်6ဖက်ကိုသုံးလို့ရပါတယ်ဒါမှမဟုတ် ready made လက်ဖက်6ထုတ်တီးဘက်ကလေးတွေကိုလည်းသုံးလို့ရပါတယ်အရင်ဆုံးဂျိုင်းကိုတေချာစီကြောတန့်စင်ပါပြီးရင်တော့လိုက်လက်ဖက်6ဖက်လေးတွေနဲ့ဂျိုင်းကိုညင်ညင်တတာပုတ်တိုက်ပြီးတော့9မိနစ်ကနေ10မိနစ်လောက်ထားပါပြီးရင်တော့ရေတေချာပြန်စီကြောလိုက်ပါရေမချိုးခင်လုတ်ပေးတာကပိုအဆင်ပြေပါတယ်အဓိကအချက်ကတော့ နေ့စဉ်ရက်ဆက်ပြုလုပ်ပေးဖို့ပါပဲတလားလောက်ဆွဆွမြဲမြဲလုပ်ပေးမယ်ဆိုရင်တိတိတသာဖြူဖွေးလာတာကိုတွေ့ရှိရပါလိမ့်မယ်နောက်တစ်ခုကတော့တံမြာရည်ကိုအသုံးပြုတာပါအရင်ဆုံးဂျိုင်းကိုတေချာစီကြောတန့်စင်ပါပြီးရင်ရေလက်ဖက်ရည်စုံတစုံပမာဏလောက်ထဲကိုတံမြာရည်23ဆက်လောက်ညှစ်ထည့်ပါပြီးရင်တော့အဲ့ဒီရည်နဲ့ဂျိုင်းကိုပုတ်လိမ့်ပြီးတော့9မိနစ်ကနေ10မိနစ်လောက်ထားပါခွန်းစာလေးကိုတုံးပြီးတော့ပုတ်လိမ့်ပေးလို့လည်းရပါတယ် 5မိနစ်သို့မဟုတ်10မိနစ်လောက်ကြာပြီဆိုရင်တော့ရေသေချာဆေးပါနေ့စဉ်ရက်ဆက်တစ်လလောက်လုပ်ပေးမယ်ဆိုရင်တိတိတသာဖြူဖွေးလာပါလိမ့်မယ်ပိုကောင်းတဲ့ reset ရဖို့အတွက်ကတော့ဒီနီလန်းလေးတွေနဲ့လုပ်ပြီးတဲ့အခါမှာ moisturizer အဆိုဒထင်း cream တစ်ခုခုကိုလိမ့်ပေးမယ်ဆိုရင်ချိန်သားလေးတွေကဖြူဖွေးနူးညံ့နေပါလိမ့်မယ်ရှင်တင်ချိုင်းသားတွေဖြူဖွေးလပစေဖို့အတွက်ဆက်ဆွဲမြဲမြဲလုပ်ပေးဖို့ကတင်တာဝန်ဖြစ်ပါတယ်။အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဂျိုင်းမဲလို့စိတ်ညစ်နေတဲ့တခြားသူတွေကိုလည်းမျှဝေပေးပါရှင်။ အကျိုးရှိတဲ့ဆိုရင်ဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်